အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီတနေ့ဖြစ်ပါစို့ကျွန်တော်ဒီညကနေပြီးတော့အဆုံမကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဘဘူးရဲ့အပြောင်းအရွှေ့အကြောင်းလေးကိုနည်းနည်းလေးဆက်ပြီးတော့ပြောသွားခြင်းနဲ့ လစ်ဗာပူးအသင်းအနေနဲ့လက်ရှိမှာဒါကျွန်တော်ဖရင်ပေါင်ကဒါဒီနှစ်ရဲ့ပထမဦးဆုံးခေါ်ယူမှုတစ်ခုဖြစ်လာတော့မှဖြစ်တယ်။ဒါကကျွန်တော်လုံးဝကိုတည်ကြလောက်နေနေဖြစ်နေပြီ။ကစားသမားကလည်းဒါကျွန်တော်အသင်းနဲ့ဒါကျွန်တော်ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရဖို့အတွက်တော်တော်လေးအခြေအနေကောင်းလာပြီ။အဲ့တော့လစ်ဗာပူးအသင်းကအခုလက်ရှိမှာဒီမာတွေရက်တက်နေမှာဟုတ်ပဲလာမယ့်ဒါနွေရာသီအတွက်ကစားသမားခေါ်ယူရွေးတွေကိုအဓိကသုတ်သွားခဲ့။အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာလစ်ဗာပူးပြည်သက်တီဒါ Florian Risch နဲ့တည်င်းကိုတင်ဆက်ပေးတဲ့အချိန်မှာဒါတချို့ကြတဲ့ဒါကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးအကုန်လုံးတချို့ကြတာ confidence မရှိဘူး။ဘောနောက်တချို့ကြတာအဲအာယုဒါ ကစားသမားမခေါ်ကျင်လို့လုတ်ပြတယ်ဆိုတဲ့ပုံစံမျိုးကိုပဲအဓိကဒါတချို့ကြလဲဒါဆွေးနွေးကြတယ်ဘောနော်အမျိုးမျိုးပေါ့နော်အဲ့တော့ရရှိမှာတကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လည်းတိတလောက်မြင်တလောက်လေးပြောပြမယ်ဒါကျွန်တော်သတင်းကိုပုံစံမှုသတင်းပုံစံမှုကျွန်တော်အမြင်နဲ့ကျွန်တော်နည်းနည်းလေးတော့ထည့်ပြောသွားမယ်ဒါသတင်းကိုအဓိကပုံစံမှုထည့်သွားမယ်အဲ့တော့ လက်ရှိမှာလီဗာပူးတင်တဲ့ Frank Bon ရဲ့အပြောင်းအရွှေ့ကပြီးပြီဒါဆိုတော့လက်ရှိမှာကစားသမားတွေမကြခင်ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရဖို့ရှိတယ်လီဗာပူးတင်တဲ့ဒါလီဗာကူဆင်ကိုယူရိုတန်40ကိုအယစ်ချနဲ့ပေးဖို့ရှိတယ်ဒါစာချုပ်ဖြတ်သိမ်းချက်ကိုဒါကျတော့၅သန်းပူပေးပြီးတော့အယစ်ချပုံစံမျိုးပြောင်းပြီးပေးဖို့ရှိတယ်အဲ့ဒါကိုလည်းလီဗာကူဆင်ဘက်ကလက်ခံမှုရှိတယ်ဖရင်ပေါင်နေတဲ့လက်ရှိမှာဇာပီအလွန်ဆိုးမရှိတဲ့အသင်းမှာသူလည်းနေဖို့စီစဉ်မရှိတော့ဒါ အဓိကလေဗာကူဆန်ဘက်ကပြန်တွေးတာကလာမယ့်နေရာဒီမှာခုလက်ရှိကစားသမားတွေရောင်းရတဲ့ပတ်စံနဲ့တူတာနီးပြအသင်းနဲ့တူလို့ရီဘေးလုပ်မယ်ဘိုင်ယန်မြူးနစ်ကိုပြန်ပြီး challenge လုပ်မယ်ဆိုတဲ့ပုံစံမျိုးသွားတယ်အဲ့ဒါကြောင့်မလို့ဒါ frame ပေါင်ကိုဒါကျွန်တော်အသင်းကနေပြီးတော့ဒါစာချုပ်ဖြတ်သိမ်းကြီးဒါလွတ်ပေးလိုက်တာဖြစ်တယ်ကျွန်တော်အနေနဲ့သိရအဲ့တော့ဒါလေဗာကူသင်းနဲ့ဒါ frame ပေါင်ကိုဒါကျွန်တော်ရာသီဂျိုမာဒါကွတ်တီထဲသုံးဖို့ဒါ ready ဖြစ်နေပြီဒါခုနကလက်ရှိမှာအကဲအပြောင်းရွှေ့ရာသီဒါစမယ်ဆိုရင်တော့ကစားသမားကိုဒါတရားဝင်ကြေညာဖို့အတွက်လေဗာကူသင်းနဲ့စူးစမ်းနေတာဖြစ်တယ်ဒါပြန်ခုလက်ရှိဒီကိစ္စနဲ့ဆက်ဆက်ပြီးဒါ right back နေရာအတွက်ပြောရမယ်ဆိုတော့လေဗာကူသင်းကဒါကျွန်တော်အလက်ဇန္ဒာ အာနုကိုဒါကျွန်တော်တို့ လပ်ဝေါ်ကပ်အနေနဲ့ဒါကျွန်တော်တို့လက်ရှိအာရီယယ်မက်ဒရစ်အသင်းကိုလွှတ်ဖို့အတွက်အစီအစဉ်မရှိဘူးအဲ့တော့ဒါကျွန်တော်မနစ်ငါနာဟိုဖာဗီဂျူရူမန်နိုရဲ့ပေါ့ကတ်စ်မှာသူပြောပုံရဆိုရင်တော့ရီယယ်မက်ဒရစ်ရဲ့ပထမအဦးဆုံးခေါ်ယူမှုကတော့ဒါတီဂျာတကွာဒင်းဝိုင်ဆန်ဖြစ်ခဲ့ပြီဒါကျွန်တော်နောက်တစ်ခုကဒါကျွန်တော်ဒုတိယအနေနဲ့ဒါအလက်ဇန္ဒားအာနုဖြစ်ပါဘာလို့ဆိုတော့အလက်ဇန္ဒားအာနုကအခုလက်ရှိမှာကလပ်ဝေါ်ကပ်ပြီးတော့မှဒါကျွန်တော်တို့လစ်ဗာပူးအသင်းကနေပြီးတော့ရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခွင့်ရမယ်လို့သိရတယ်မှာပါတယ်ရီယယ်မက်ဒရစ်အသင်းနဲ့အခုလက်ရှိမှာဒါအလက်ဇန္ဒားအာနုကိုကလပ်ဝေါ်ကပ်မှာ၃ဝင်ရဖို့အရေးကိုလစ်ဗာပူးဒီကို ောင်၈သိန်းလက်တော့ပောင်၈သိန်းကန်လန်းပြီးတော့ဒါကျွန်တော်လက်ခံဦးပောင်၈သိန်းကန်လန်းခဲ့တယ်လို့ကြားသိရတာမှာပါတယ်လီဗာပူးတင်းကပောင်၈သိန်းကသူတို့တက်ကအင်မတန်မှနေပါလို့နဲ့တို့ကြောင့်သူတို့အနေနဲ့ညင်းပယ်ခဲ့ပြီးတော့အာနိုးကိုတော့ဒါကျွန်တော်အကယ်၍လီဗာပူးတင်းကထွက်မယ်ဆိုတော့စာချုပ်အပြည့်ကုန်မှထွက်ပြီးတော့ဒါကျွန်တော်ကလပ်ဝါကပ်ပြီးမှသာဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ကိုထွက်ခွာဖို့အစဉ်အဆက်ရှိအဲ့တော့ရီယယ်မက်ဒရစ်ရဲ့ဒီနှစ်ရဲ့ပထမဦးဆုံးဒါကျွန်တော်ခေါ်ယူမှုတစ်ခုဖြစ်လာမှာကတော့ဒင်းဝိုက်ဆန်ဖြစ်လာပြီးတော့ဒုတိယခေါ်ယူမှုကဒါကျွန်တော်အလက်ဇန္ဒားအာနိုးဖြစ်လာမယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့အလက်ဇန္ဒားအာနိုးရဲ့လီဗာပူးအသင်းနဲ့ဒါကျွန်တော်ဆက်လက် က်ပြီးတော့အချိန်တိုင်းတာတစ်ခုရှိရုံပဲစာချုပ်တက်တန်းရှိရည်ဒီပေါ့နော်လီဗာပူးအသင်းနဲ့လက်ရှိမှာဒါကြောင့်ကလပ်ဝေါ်ကပ်ကိုတော့ဒါကြောင့်ရီယယ်မက်ဒရစ်အသင်းနဲ့တူအာနုကိုပေးမသွားခဲ့ဘူးလို့သိရတယ်မှာပါတယ်ကစားသမားကလည်းလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ လေဘဘူးရဲ့ဆုံးဖြတ်ချက်ကိုလည်းဒါတရားဝင်လိုက်နာခဲ့တဲ့အတွက်ကြောင့်မို့ဒါနှစ်ဦးနှစ်ဖက်ကြားဘာမှ hard feeling တော့မရှိဘူးလို့ကြားသိရတယ်မှာပါအဲ့တော့လက်ရှိကောလာဟာလာတွေအရာနောက်ထပ်တစ်ခုအနေနဲ့ဆက်ပြီးပြောရမယ်ဆိုရင်တော့ဒါ Real Madrid ရဲ့စနစ်ပါပဲ Real Madrid ရဲ့အသင်းအနေနဲ့အခုလက်ရှိမှာ Liverpool နဲ့စာချုပ်သက်တမ်းတူဖို့တော့တော်တော်လေးကိုအဆင်ပြေနေပြီဖြစ်တဲ့ Kunati ဂျားတဲ့ကိုဝင်ရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာဒါကြောင့်စာချုပ်သက်တမ်းရ2026မှာကုန်မဲ့ Kunati ကိုဒါကြောင့် Liverpool အသင်းနဲ့တရားဝင်စာချုပ်သက်တမ်းချုပ်ဖို့အတွက်ဒါကြောင့်ဂျားတဲ့မှာတော့ချူးစားခဲ့တယ် Fabrizio Romano ကိုယ်တိုင်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးဒါကြောင့် ူအနေနဲ့ဒါလီဗာပူးတင်းကကူနာတိတ်ကိုစာရုပ်သစ်ချုပ်ဖို့အတွက်အကြီးအကျယ်ကြိုးစားနေပြီးတော့ဒါဒါကျွန်တော်တို့ဘယ်သူဆာလာဒါဗန်ဒိုက်တို့ပြီးရင်တော့ကုနာတိတ်ကဒါစာချုပ်တက်တန်းတူးမယ်ကစားသမားတင်နောက်တစ်ယောက်ဖြစ်လာမယ်ဆိုပြီးတော့အကုန်လုံးကဝိုင်းပြီးသတ်မှတ်ထားခဲ့တယ်။ဒါပေမဲ့မထင်မှတ်ပဲနဲ့ခံစင်မှုလိုနေတဲ့အတင်းတသင်းနေနဲ့ရီယယ်မက်ဒရစ်ကတော့ကုနာတိတ်ကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့ဒီနှစ်ဒီနေရာဒီပေါ့ဗောနော်လာမယ့်နေရာဒီမှာအလွတ်နဲ့ခေါ်ယူဖို့အတွက်ဆက်လက်ပြီးကြိုးစားနေပြီ။အဲ့တော့လက်ရှိမှာလီဗာပူးတင်းကတော့ကျွန်တော်တို့ရီယယ်မက်ဒရစ်ကိုတော်တော်လေးကိုဒါဒေါသထွက်နေမယ်လို့မြင်နေ။အဲ့တော့ဘလောက်တိတော့မှ လီဗာပူးသင်းနဲ့ဒါကျွန်တော်ကူနာသင်းနဲ့အခုလက်ရှိကြားရတဲ့သတင်းတွေရောဖာဗီဇိုရူမာနိုပြောပုံရဆိုရင်ပေါ့နော်လီဗာပူးဘက်ကဆော့ဆေးရဲ့သတင်းတွေရဆိုရင်ကူနာတိနဲ့လီဗာပူးဘက်ကစာချုပ်တက်တန်းတူဘူးတော်တော်လေးကိုအခြေအနေကောင်းခဲ့တယ်ပထမအတိုင်းကူနာတိကလည်းဒါကျွန်တော်တစ်ဖက်ကရီယယ်မက်ဒရစ်အသင်းကသူ့ကိုခေါ်ဘူးတဲ့သတင်းလုံးဝမတက်လာတဲ့အခြေအနေမှာသူ့အနေနဲ့လီဗာပူးမှာသူဆက်နေမယ်လီဗာပူးမှာသူ့အနေနဲ့ဒါကျွန်တော်ကစားသမားဘွားရဲ့ဒါအများစုကိုသူကုန်ဆုံးဖို့အတွက် ready ဖြစ်နေတယ်ဒါပေမဲ့လက်ရှိဒီဒီလိုကြားတယ်မှာလက်ရှိမှာဒါကျွန်တော်ရီယယ်မက်ဒရစ်အသင်းက cancel မှုတွေတအားလူလာတဲ့အချိန်မှာရီယယ်မက်ဒရစ်အသင်းနဲ့သူတို့အနေနဲ့ဈေးကြီးပေးစီ ရမလို့ပဲနဲ့ကစားသမားကိုလွယ်လွယ်ကူကူခေါ်လို့ရမယ်ပုံစံမျိုးကိုနောက်ပိုင်းတအားလိုက်လာတွေ့ရတယ်။အခုလက်ရှိမှာဒင်းဝိုင်ဆန်ဆိုတာကျွန်တော်ယူရိုတန်90ပေါင်တန်ပေါင်တန်90ပတ်ချလဲဝင်ညင်ကြပြီးပြီးချက်ချင်းခေါ်လို့ရတဲ့ကစားသမားပါ။အဲ့တော့ဒီတိုင်းပဲလီဗာပူးအသင်းရဲ့ဒါလက်ရှိကစားသမားဖြစ်တဲ့ကူနာတေးကိုလာမဲ့နွေရာဒီမှာရီယယ်မက်ဒရစ်အသင်းနဲ့အလွတ်နဲ့ခေါ်ယူဖို့အတွက်စဉ်းစားတယ်။အတွေ့အအဖြစ်လဲငင်းနေသေးတဲ့ကြောင့်သူတို့အနေနဲ့ဒါကျွန်တော်ဒီကစားသမားအဆင်ပြေမယ်လို့ယူဆတယ်။ဒါပြကျွန်တော်ဒါကူနာတေးဆာလီဘာကဒါကျွန်တော်တို့ သူတို့ရဲ့အနာဂတ်အတွက်ဒါအရေးပါတဲ့ဒါခံစားမှုအတွဲဖြစ်လာနိုင်ပဲလို့ဒါ Real Madrid နဲ့ခံစားရတယ်။အဲ့တော့လက်ရှိမှာဒါ Liverpool ပြိုင်သက်တွေက Real Madrid နဲ့ပတ်သက်ပြီးတော်တော်လေးကိုဒေါသပုံပွားနေတော့အကုန်လုံးတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ Real Madrid နဲ့လက်ရှိမှာ Kuna တဲ့ agent နဲ့ပတ်သက်ပြီးဒါကြောင့်တော့ short ဆွေးနွေးနေတယ်ဆိုတော့ Kola Hala ထပ်ပေးမယ်။ဒီဟာနဲ့ပတ်သက်ပြီး tier 1 level source ကိုကျွန်တော်မတွေ့ရသေးဖြစ်ပါတယ်။အဲ့တော့ Kuna တဲ့နဲ့ဒါကျွန်တော် Real Madrid နဲ့ကြားမှာဆွေးနွေးရဆိုတဲ့သတင်းတွေကတော့ လက်ရှိမှာ source ခက်ခိုင်မမာနဲ့ဥစားရမတွေ့ရသေးဒါပေမဲ့ real madrid ကတော့ရှင်းတယ်ဒါကျွန်တော်ကူနာတစ်ကိုစိတ်ဝင်စားတာတကယ်တရားဝင်ဖြစ်တယ်ဒါကို marca ကောဒါကျွန်တော် fabrizio romano ကိုတရားဝင်လုပ်ပါရတယ်အဲ့တော့ဒီလိုဒါစိတ်ဝင်စားမှုကြောင့်မို့ liverpool နဲ့ကူနာတီတို့ရဲ့စာချုပ်အခြေအနေကအခုလက်ရှိမှာ ဟိုအခြေအနေကျွန်တော်ရနောက်ဆုတ်ထားခဲ့ရတယ်လို့သိရတယ်။အဲ့တော့လက်ရှိမှာဒါလီဗာပူးနဲ့ကူနာတေကအစကစာချုပ်တက်တန်းရတော်လေးကိုခြေရီကောင်းပေမဲ့ရီယယ်မက်ထရီရဲ့စိတ်ဝင်စားလာမှုကြောင့်မလို့ကူနာတေနဲ့လီဗာပူးရဲ့စာချုပ်ကထင်းတယ်လို့အဆင်မပြေတော့တဲ့အနေအထားတစ်ခုရောက်လာခဲ့တယ်။အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးလီဗာပူးပြည်သက်တွေကတော်တော်လေးကိုဒေါသပုံပွနေပြီးတော့အလက်ဇန္ဒားအာနိုးလိုကိစ္စ ဖြစ်သွားနိုင်မှာအကုန်လုံးကစိတ်ပူလေးရရှိတယ်အဲ့တော့လီဗာပူးကလက်ရှိမှာတီးကြတယ်မဲ့ဒါဒီယာမူလက်ခံမှုအနေထားလုံးဝမရှိဘူးဒါအာလဇနာအာနုတို့ထပ်ဖြုတ်မှုအနေထားလုံးဝမရှိဘူးကူနာတေးကိုတော့စာချုပ်တန်တန်တူဘူးတဲ့အကြီးအကျယ်ကြိုးစားနေတာဖြစ်တယ်ကူနာတေးကဒီကိစ္စနဲ့ပတ်သက်ပြီးအခုလက်ရှိမှာဟော့လုပ်ထားတယ်ဒါရီယယ်မက်ဒရစ်ရဲ့အခြေအနေပေါ်မူတည်ပြီးလီဗာပူးရဲ့စာချုပ်တစ်ခုလည်းတစ်ချက်တော့စောင့်ကြည့်သွားမယ်ဆိုတဲ့သတင်းတွေတောက်ရှောင်းတက်နေတာကိုတွေ့ရမယ်အဲ့တော့ရီယယ်မက်ဒရစ်နဲ့ဆက်ဆက်ပြီးတစ်ခုထပ်ပြီးပြောရမယ်ဆိုလက်ရှိမှာဒါလီဗာပူးတင်းနေတဲ့ဒါနောက်ဆုံးဒေးဗစ်အော့စတိန်းရဲ့ဖေဗီဆိုတော့ ဖာဘီဂျီရိုမာနိုတို့ရဲ့အဆိုအရဆိုရင်တော့ဖလော်ရီယန်ရစ်ကိုဒါလီဗာပူးသင်းနဲ့တကယ်ကိုစိတ်ဝင်စားနေတယ်ဆိုရယ်တကယ်တော့တရင်ကတကယ်ကိုအမှန်ဖြစ်တယ်ဖလော်ရီယန်ရစ်ကိုလက်ရှိမှာလီဗာပူးသင်းကတော်တော်လေးကိုစိတ်ဝင်စားတယ်သူတို့ရဲ့ကွင်းလယ်ပိုင်းလူအဲ့ရင်ဒါကျွန်တော်ဝင်းနေပါထွက်ဆိုလို့ရတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ပလီမိတ်ကဘိုင်းမှာဖလော်ရီယန်ရစ်ကအင်မတန်မှအရေးပါလာနိုင်တဲ့ကစားသမားတစ်ယောက်လို့ဒါလီဗာပူးသင်းဘက်ကယူဆတယ်ဘယ်လောက်တိတော့လီဗာပူးသင်းကဖလော်ရီယန်ရစ်နဲ့ပတ်သက်ပြီးအကြီးကျယ်ကြိုးစားနေလဲဆိုတော့ပလက်တီကိုပေါ့နော်ဒါလက်ရှိမှာဒါကျွန်တော်တို့ Sky Sport ရဲ့ဒါကျွန်တော်တို့ Germany ရဲ့ရေးသားထားပုံရဆို ဆိုရင်တော့ Florian Risk ကိုအင်္ဂလန်ဘက်ကခေါ်ယူမယ်ဆိုရင် Liverpool အသင်းကဒါလက်ရှိမှာ Manchester City အသင်းကိုတောင်ကြော်ပြီးတော့ Florian Risk ကိုခေါ်ယူနိုင်တယ်ဆိုတဲ့သတင်းတွေပါ Platigo ဘက်ကရေးသားလာခဲ့တာကိုတွေ့ရမယ်ဒါ Platigo ကလက်ရှိမှာဒါ Germany နဲ့ပတ်သက်အခုနောက်ပိုင်း Tier 1 level borderline Tier 2 level လောက်အရန်ကောင်းတဲ့ကြောင့်ဒါယုံလို့ရတယ်မှာပါအဲ့တော့အဓိကကတော့လက်ရှိမှာ Liverpool အတွက်က Florian Risk ကိုခေါ်မယ်ဆိုရင်တော့ဈေးပဲ Florian Risk ရဲ့လက်ရှိဈေးကခုနပေါ်တဲ့ Euro တန်းတရာပတ်ချလဲဝင်ကြတစ်ဖက်က Florian Risk ကိုဒါ Liverpool ဘက်ကလည်းလုံးဝ short term လုပ်ပေးဖို့အစီအစဉ်မရှိတဲ့ကြောင့်ဘူး Liverpool ဘူးတိနဲ့ကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရမယ်ဆိုရင်တော့မှသူ့ရဲ့အပြောင်းရွှေ့စည်းကအရန်ကြီးမြင့်မားလို့လည်းကြောင့်လစ်ဗာပူးတင်တွေတော်တော်လေးကိုစဉ်းစားစရာဖြစ်တယ်လို့ကြားသိရတယ်မှာပါအဲ့တော့ Florian Risk ကိုလစ်ဗာပူးတင်ခေါ်မယ်ဆိုရင်တော့မှပေါင်တန်း80ပတ်ချာလဲဝင်းကျင်ကြားလောက်ပါပတ်စံပေးဖို့အစီအစဉ်ရှိပြီးတော့သူတို့အနေနဲ့ဒီထက်ပို့ပေးဖို့အစီအစဉ်တော့မရှိဘူးလို့ကျွန်တော်အနေနဲ့ ကြားတိရတယ်မှာပါပါတယ်အဲ့တော့မိတို့ပင်စိုးစေကောင်မို့လက်ရှိမှာလီဗာပူးတင်နေတာကျော်လာမယ့်နွေရာသီမှာ market ထဲမှာအလုပ်တွေကို share လုပ်နေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ Florian Risk ကိုအပြင်ကို Florian Risk ပုံစံမျိုးကွင်းလယ်မှာစော့နိုင်မဲ့ကစားသမားတယောက်ကိုလည်းလီဗာပူးတင်ကပြစ်မှတ်ထားနေတယ်ဒီကစားသမားကတခြားသောကစားသမားတော့မဟုတ်ဘူးလက်ရှိမှာဒါကျွန်တော်တို့ လိုင်ယန်အသင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ရှက်ကီပဲဒါဈေးကလောကမူးနဲ့မြီกว่าတယ်ဒါကျွန်တော်တို့လောက်ခလာဆိုလည်းအများကြီးกว่าတယ်လူငယ်ကစားသမားလည်းဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဒီကစားသမားကဒါတိကျတဲ့အတိုင်းပဲဒါ attitude problem ဖြစ်တယ်ဒီကစားသမားစာချုပ်ဖြတ်သိမ်းခြင်းလေဘုံတိကျတဲ့စာချုပ်ဖြတ်သိမ်းခြင်းရှိတယ်ပါ Euro 22.5တန်းပဲရှိရကြောင်လက်ရှိမှာအသင်းကြီးတော်တော်များများစိတ်ဝင်စားနေလေဘုံကလက်ရှိမှာဒါ Florian Risk ကိုသာမရဘူးဆိုတော့ဈေးတော်တော်ကြီးကိုကွာဟလွန်းနေ Euro 22.5တန်းစာချုပ်ဖြတ်သိမ်းခြင်းတော်ရှိတဲ့ Ryan Cherky ကိုလည်းခေါ်ယူဖို့တော့စိတ်ဝင်စားနေလို့သိရတယ်မဟုတ်ဒါပေမဲ့တရားဝင်ချိန်ဆ က်မှုတွေကိုတော့ပြုလုပ်ခြင်းတော့မရှိသေးဘူးလို့သိရတယ်မှာပါပါတယ်။ဒါတော့ပါပဲ။ဘောလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0နဲ့ TV4U တို့မှာကျင်းလို့စပောင်းကိုညီလို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမိကြပါဘူးဗျ။အောက်က comment တွေထဲမှာလေး YouTube Media 3.0နဲ့ TV4U တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်ဆောက်ကိုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမိကြပါဘူးဗျ။မြန်မာ clip မှာမြန်မာနေဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေး စစ်စစ်တွေ့ကြတာပေါ့အားလုံးမကြွလို့ပါတယ်မြမိုက်တဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွလို့ပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဗျဒေးပါပါ